30နှစ်အရွယ်လေးနဲ့မနင်းနင်းရွှေစီမှာကလေးထိန်ဝင်လို့ရင်းနဲ့အသက်ဆုံးရှုံးရတဲ့တမီးငယ်လေးမိုးပြပြစီရင်နမ်းမလို့အရွယ်နဲ့မမြောက်အလုံးလုံးရင်းနဲ့ငလီမေးမှာအသက်ဆုံးရှုံးခဲ့ရတာကတော့တမီးငယ်လေးမတ်မိုးပြပြပေါ့မတ်မိုးပြပြဟာအသက်30နှစ်ရွယ်တာရှိသေးပေမဲ့စီရင်နမ်းမကမိခင်ကြီးမရှိတော့တာကြောင့်ဖခင်ကြီးကရန်ကုန်မြို့ကိုသွားခိုင်းကမနင်းနင်းရွှေစီမှာအလုံးဝင်လို့ရတာဖြစ်ပါတယ်တမီးငယ်လေးမိုးပြပြဟာအသက်30နှစ်ရွယ်ဆိုပေမဲ့မိဘရဲ့အာဝါတအောင်မှမနေရဘဲနဲ့သူ့ရဲ့အသက်ချင်းမတိမ်မငြိမ်ဖြစ်နေတဲ့ မန္တလေးရွှေရဲ့တမီးလေးနှစ်ယောက်ကိုထိမ့်ပေးခဲ့ရပါတမီးငယ်လေးမိုးပြပြဟာတမီးလေးတွေဘဲသွားသွားနောက်ကနေလိုက်ရပြန်ပါတယ်ဒီလိုလိုက်ရတာကြောင့်လဲမက်ရှနာ28ရက်ကဖြစ်ပွားခဲ့တဲ့ငလင်းပေးကြောင်း Great Wall Hotel ဖြိုချမှုမှာမန္တလေးရွှေရဲ့ခင်မတမီးလေးနှစ်ယောက်နဲ့တူအသက်ဆုံးရှုံးသွားခဲ့ရတာဖြစ်ပါတယ် Great Wall Hotel ဘက်ကတော့မတ်မိုးပြပြအတွက်နင်နာချေတိန်60ပေးရလို့သိရတာပါမန္တလေးရွှေမိသားစုကတော့ရောချင်းဝင်ပြီးဝင်မယ်မတ်မိုးပြပြဖခင်ကတော့တမီးလေးအတွက်နင်နာချေကိုယူကအလူတန်းနေလို့လုပ်ပေးခဲ့ရတာဖြစ်ပါတယ် ဒါပြင်တမီးလေးကောင်းရမွေအောင်ရောက်ရှိသွားပါစီလို့လည်းဆုတောင်းကြတာပါလူတွေကတော့တမီးငယ်လေးမတ်မိုးမိုးပြည့်နေနဲ့နောက်ဘဝမှာဒီလိုမျိုးဖြစ်ဆုံးမျိုးနဲ့မကြုံပါစီလို့ဆုတောင်းပေးနေကြတာပါသူဖြစ်တော့မြန်မာနိုင်ငံကအရွယ်မရောက်သေးတဲ့ကလေးတငယ်တွေကိုအလုံးလုံးခိုင်းတာတွေကတိတ်များတာပါအသက်10နှစ်အရွယ်ဆိုတာကတကယ်ဆိုရင်အိမ်မှာဆော့ကစားလို့ကောင်းတော့အရွယ်လေးပါ။ဒါပေမဲ့လည်းဖခင်ကြီးကပစ္စည်းဥစ္စာမပြည့်စုံတာကြောင့်လည်းတမီးငယ်လေးမတ်မိုးပြပြဟာမန္တလေးရွှေမှာသူနဲ့အသက်ချင်းမကွာတဲ့ကလေးငယ်လေးတွေထိန်းကြောင်ပေါ့ လက်တော်လက်တောင်းခိုင်းဖို့အိမ်ကိုဝင်လုံနေရရှာတာပါဒါကြောင့်လည်းအသက်ဆုံးရှုံးသွားခဲ့ရတာဖြစ်ပါတယ်